မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်လ13ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာနိုင်ငံကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲလေကြောင်းကနေလူတက်နေတဲ့စစ်ကောင်းဆောင်ကအိန္ဒိယလေရင်ပြတ်ကျမှုကိုဝန်နေချောင်းပြောတဲ့သတင်း၊ရွှေနဲ့ကန်ဒိုလာစေးတွေမြင့်တက်လာခြင်းစစ်တပ်လုတ်တက်တဲ့ချင်းချောင်းမှုကိုပဲထက်လုံနေတဲ့အကြောင်းမိချီလာပြည်သူစစ်ကောင်းဆောင်နဲ့ညှိပြီးလုတ်ပိုင်ခွင့်ပိုရသွားသူပုံမုံဝေဖြိုးမလိုက်မှရှင်းလင်းနေတဲ့သတင်း စေအုပ်စုဝိုင်းရိုက်လို့တည်ဆုံရတဲ့ဘဲတွေတမားရဲ့မိသားစုနှုတ်ပိတ်ခငွေနှစ်သိန်းပေးချင်းချောက်ခံရတဲ့အကြောင်းရဟန်တပြင်းလုံးနှိပါထိမ့်ရှုပ်ထားတဲ့အေအစ်အူစီရှုပ်အကိုကမီဒီယာတွေကိုတရားဆွေးဖို့လိုပြီလို့ပြောတဲ့သတင်းမိစတင်မှွေလိုက်တဲ့ X-ray အပေါ်အီရန်ဘလို့တုံ့ပြန်မလဲအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဦးဆုံးသတင်းကတော့ လေကြောင်းနဲ့လူစုလွဲ့ပြုံလိုက်တက်နေတဲ့စစ်ကောင်ဆောင်ကအိန္ဒိယလေရင်ပြက်ကြားမှုကိုဝန်နေကြောင်းတွန်လာပို့တဲ့အကြောင်းနဲ့စလိုက်ရှင်ပါတယ်။အိန္ဒိယနိုင်ငံအမာတာဘတ်မြို့လူနေရက်ကွက်ထဲပြက်ကြားမှုကြောင်းလူ290ထက်မနည်းတေဆုံးစေခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတမနာနယ်ဝင်းကြီးထုပ်တုစီစစ်ကောင်ဆောင်မင်းအောင်လှိုင်က မနေ့ကျော်လာ7ရက်မှာတွန်လာပေးပို့ခဲ့ပါတယ်။လေကြောင်းနဲ့လူစုလိုက်ပြုံလိုက်တက်နေတဲ့စစ်ကောင်ဆောင်ကအိန္ဒိယလေရင်ပြက်ကြားမှုကိုအလွန်ဝန်းနေရပြီး စစ်ကောင်စီနဲ့ပြည်သူတွေကိုစားအိန္ဒိယပြည်သူတွေစီဝန်내ချောင်းနဲ့စာနာထောက်ထားကြောင်းပြောကြားလွယ်လို့ပြောထားပါတယ်ဒီမတော်တဆမုံထဲကထိခိုက်ရသူအားလုံးကိုတတိယအောက်မဲ့ပြီးစုမုံကောင်းတဲ့ပိုးသားလိုက်တယ်လို့လက်နက်အားကိုနဲ့ပြည်သူကိုပြန်တက်နေသူကပြောပါတယ်တဖန်အိန္ဒိယသမ္မတရှာရီမတီဒရောပါတီနဲ့ဝန်ကြီးချုပ်နရင်ဒရာမိုဒီတို့ကိုအမြဲရှိကြအလဲထားတယ်လို့လည်းစစ်ကောင်ဆောင်ကမျက်နှလုံးမျက်နှာပြောသွားပါသေးတယ် ခရီးသင့်တယ်ဘိုရင်ဆမ်မတ်အိတ်ဆမ်မန်ဒရိုင်းလိုင်နာလင်းဟာအိန္ဒိယနိုင်ငံအန်ဟန်ဒါဘတ်လေဆိပ်ကနေအင်္ဂလန်နိုင်ငံလန်ဒန်မြို့စီဥတီပြန်တက်ပြီးမိနစ်ပိုင်းအတွင်းမှာပဲလေဆိပ်အနီကလူနေရပ်ကွက်ထဲကိုပြတ်ကျခဲ့ပါတယ်။အဲ့ဒီအထက်ခရီးသင့်232ဦးနဲ့လေယံမုန်တန်း10ဦးတို့လည်းပါဝင်ခဲ့ပြီးခုံနံပါတ် 71A ကအမျိုးသားတဦးသာအသက်ရှင်ကျန်ရဲခဲ့ပါတယ်။ဒုတိယအနေနဲ့ရွှေနဲ့ကန်ဒေါ်လာဈေးတွေမြင့်တက်လာခြင်း စစ်တပ်လုတ်တက်တဲ့ချင်းချောင်းမုံကိုပဲထက်လုတ်လာတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်စစ်တပ်လုတ်တက်တဲ့ချင်းချောင်းမုံတွေကိုပြည်တွင်းရှေ့စင်းတုံးကျပ်သိန်း80နဲ့အမေရိကန်ဒေါ်လာစေး6400ကျပ်အထိမြင့်တက်လာခြင်းမှာထပ်မံပြုလုပ်လာပြန်ပါတယ်ရွှေနဲ့နိုင်ငံခြားငွေစင်းတုံးတွေကိုထိမ့်သိမ်းဖို့အတွက်တတ်မှတ်စေးအတိုင်းမယောင်းသူတွေကို အရှင်မြင့်အရေးယူမယ်လို့စစ်ကောင်စီဗဟိုပန်အပြင်ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်း WGA ကပါဇက်တိုက်ထုတ်ပြန်ကြွတဲ့ထုတ်ပြီးသတိပေးနေပါတယ် စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံခြားငွေစင်းနှုန်းတွေမတင်ငြိမ်အောင်လူမှုကွန်ရက်တင်တဲ့ application တွေကတဆင့်လှုံ့ဆော်နေတယ်တွေပဲလဲစောင့်ကြည့်နေရလို့ဂျွန်လာစနေရမှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒီလိုလှုံ့ဆော်နေတဲ့တွေရဲ့ဘဏ်အကောင့်ဖုံးစင်ကတ်တွေကိုပိတ်သိမ်းပြီးတည်ဆဲဥပဒေနဲ့အညီ အရေးယူနေရလို့လဲစစ်တပ်ဩဇာခံတွေကချင်းချောက်ပြောဆိုထားပါသေးတယ်။တပံစစ်တပ်လက်ဝခံ YGA ကတော့ရွှေစင်းနှုန်းတင်ငြိမ်ဖို့အတွက်ဆိုင်နေတိုင်းဖွင့်ဖို့တတ်မှတ်စေအတိုင်းရောင်းချဖို့နဲ့ လိုအပ်တဲ့ license 6ထားမှုတွေကိုဂျွန်လာ7ရက်မှာရွှေလုံငန်းရှင်အတင်းကအတိပေးထားပါတယ်။ license မလျှောက်ထားသေးတဲ့ရွှေဆိုင်တွေကိုလည်းထိထိရောက်အရေးကြုံမယ်လို့လည်းချင်းချောက်ထားပါသေးတယ်။ဒါပေမဲ့ WGA ရဲ့ရွှေရင်ရင်စင်းလုံးသတ်မှတ်ချက်မှာဒီနေ့ဂျွန်လာ7ရက်စင်းလုံးကဆက်လျှောက်ပေးရင် Academy မီးလင်းရွှေတစ်ချက်သား50ချက်သိန်း5000ဖြစ်တဲ့အတွက်ပြင်ပပေါက်ဆဲကတစ်ချက်သား70 80နေပါဖြစ်တဲ့အတွက်70 20ကျော်ကွာဟနေလို့သိရပါတယ်။ တာရိယသတင်းကတော့မိထီလာပြည်သူစစ်ကောင်းဆောင်နဲ့ညိပေလောက်ပိုင်권ပိုရသွားသူဗိုလ်မှူးဝေဖြိုတယောက်မလိုင်မှာရှင်လင်နေတဲ့သတင်းဖြစ်ပါတယ်အစွန်ငုံငေါထွက်နေတဲ့မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုဟာပြီးခဲ့မေလအတွင်းမိထီလာမြို့နယ်ပြည်သူစစ်ကောင်းဆောင်နဲ့ညိကနမည်ထွက်လာပြရနောက်အဲ့ဒီနေ့တဝိုက်မှာထင်းတိုင်းကျဲလာနေပါတယ်မန္တလေးတိုင်းမိထီလာခရိုင်မလိုင်မြို့နယ်မှာစစ်တပ်ဘုံကြောင်ပြတ်တောက်သွားတဲ့ဓာတ်ကြိုတွေကို မြို့နယ်လက်စစ်ဝန်ထမ်းတွေရဲ့ပြုပြင်မှုကိုသူအမိန်နဲ့တိုင်းမြစ်ခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်မနေ့အစောပိုင်းကတိုက်ပွဲမဖြစ်ပန်းမိထီလာမြေပြင်အတက်တင်လေဒက်စကန်လာမတာကတက်လာတဲ့စစ်တပ်လက်ထီ3ဆင်းဟာတောင်တမြို့နယ်တနေရာကိုရေရှက်ရှိရှိဘုံဒီစစ်ရှင်လုံးချိန်ချခဲ့ပါတယ်။အဲ့ဒီဘုံတိရွေတန်ကြောင်းမြင်းရှင်လက်စက်ဓာတ်အားခွဲဆက်ယုံကနေမလိုက်မြို့ကိုပေးပို့တဲ့33ကေဘွေလက်စက်ကျိုးတွေပြတ်တောက်ခဲ့ပြီးတောင်တမြို့နယ်အပိုင်း ရုံးစစ်ကြီးကျေးရွာနဲ့မလိုင်မြို့နယ်တို့မှာလက်စမီပြတ်တောက်ကရင်မင်းအခက်အခဲတွေကိုတိတ္တခံတွေကြုံနေကြပါတယ်။အဲ့ဒီနေက PDF တွေကဓာတ်ကြိုတွေပြင်ဆင်ခွင့်ပြုပေမဲ့မလိုင်ကတာဝန်ခံဘုံမုံဝေဖြိုကတားမြစ်ခဲ့ရဖြစ်တယ်လို့အဲ့ဒီအကြောင်းသိရှိထားတဲ့တောင်တာမြို့နယ်လက်စစ်ဝန်ထမ်းတူကပြောပါတယ်။ပြည်သူတွေကိုပညာပြတဲ့သဘောလို့အဲ့ဒီဝန်ထမ်းကဝေဖန်ပါတယ်။ဒီအမိန့်ကြောင့်မလိုင်မြို့နယ်အတွင်းလက်စမီမရတာဆေးရရှိပြီဖြစ်တဲ့အတွက်ဒေသခံတွေအခက်အခဲပေါင်းများစွာကြုံနေရတယ်လို့ မြို့ခံအမျိုးသမီးတူကပြောပါတယ်။ပြီးခဲ့မေလအတွင်းမလိုင်မိချီလာလမ်းပိုင်းမိချီလာမြို့အဝင်တိုးဂိတ်မှာမှန်မရှတဲ့ပုံမိုးဝင်ပြိုလိုက်ပါလာတဲ့ကားကိုတားဆစ်ရာကနေပြည်သူစစ်ကောင်ဆောင်ဇော်ယူထွန်းနဲ့အချင်းများခဲ့ပါတယ်။အဲ့နောက်ဇော်ယူထွန်းတယောက်တွက်ကြရပုံမှန်တက်ကဖမ်းဆီးတရားဆွဲဆိုခံခဲ့ရပေမဲ့စစ်ကောင်စီအရာရှိကတော့မိချီလာခရိုင်ပြည်သူစစ်အဖွဲ့ကောင်ဆောင်အဖြစ်စစ်ကောင်စီကလုတ်ပိုင်ခွင့်ပိုပေးလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဆက်လက်ပဲစစ်အုပ်စုဝိုင်းရိုက်လို့တည်ဆုံရတဲ့ဘေဒွေသမိုင်းမိသားစုနှုတ်ပိတ်ခငွေနှစ်သိန်းပေးချင်းချောက်ခံရတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်။မွန်ပြည်နယ်တထုံမြို့မှာလိုင်စင်မဲ့ဘေရဲရှင်မောင်းနှင်မုန်းနဲ့ဖမ်းဆီးခံရတဲ့အမျိုးသားတအုပ်ကိုစစ်သားတွေကဝိုင်းရိုက်ခဲ့ရာကြောင့်ဒဏ်ရာရနဲ့တည်ဆုံသွားတယ်လို့တင်ပြရရှိပါတယ်။တထုံမြို့အောက်ကျင်းရက်ကအောင်မြေရွှေပုံ နှစ်လန်းနဲ့အသက်50ဝန်းကျင်ရှိတဲ့ဘေရဲရှင်မောင်းဥဝင်းစောဦးကိုပြီးခဲ့တဲ့ဇွန်လ6ရက်နေ့က တထုံမြို့မှဇင်းနာမှာစေအုပ်စုဝင်တွေကလူရောဘေးရဲဆိုင်ကယ်ကိုပါမြို့မှရစ်ခန့်စီဖမ်းဆီးသွားတာဖြစ်ပါတယ်။ဒီအကြောင်းသိထားတဲ့တထုံမြို့ပြအထူးပျောက်ကြားအဖွဲ့ရဲဘော်တုံရကစစ်တရဲနဲ့မှာမြို့နယ်မှုကကိုဝင်းစော်ဦးအိမ်ကိုရောက်လာပြီးတော့အလောင်းလာပြန်ယူဖို့ပြောတယ်။တည်သွားတဲ့အကြောင်းရှောက်မပြောဖို့နှုတ်ပိတ်ခနှစ်သိမ့်ပေပေချင်းချောက်သွားတယ်လို့ MP ကိုပြောပါတယ်။ဦးဝင်းစော်ဦးရဲ့စာပနကိုဂျွန်လာ၁၂ရက်မှာတထုံတုတ်တင်မှာပြုလုပ်ခဲ့ပါတယ်။ သူဖန်စီတက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးရဲဘော်သုံးယောက်ကသူကခမရိုးစစ်သားရဲသားတွေလဲလိုင်စင်မဲ့ပဲစီနေရပဲကျွန်တော်တို့ကတနေ့လုံးမှတနေ့စားရတာအဆင်မပြေလို့ဘယ်တွင်မောင်းစားနေရလို့ပြောတယ်အဲ့အကြောင်းမြို့မရဲစခန်းမှာဝိုင်းရိုက်ကြရလို့ထင်တယ်တကူလုံးတန်ရတွေအပြင်းနဲ့တည်သွားတာလို့ပြောပါတယ်ပြီးခဲ့တဲ့ဂျပန်အတွင်းတထုံမြို့နယ်ကြိုက်ကော်မှာစံကယ်စီလာရဲ့ဆစ်ချောင်းနဲ့ဝင်းကျင်အရွေရှိတဲ့လူငယ်မျိုးသားတအုပ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတနေ့ပြစ်ဖောက်ကချင်းချောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ် လက်ရှိတထုံမြို့နယ်အတွင်းဂျွန်တရက်ကစပြီးလိုင်စင်မေးရင်နေဖမ်းဆီးနေရမှာအယောက်ကြာကျော်ဖမ်းဆီးခံရပြီဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းနောက်ဆုံးသတင်းကတော့ရခိုင်တပြည်လုံးနီးပါးအေအေတိန်ထားချိန်မီးရီကိုတရားစွဲဖို့လိုလာပြီလို့အေအေစစ်ဦးစီးချုပ်အကိုချင်းချောက်ပြောဆိုလာတဲ့အကြောင်းပါ။ရခိုင်တပြည်လုံးနီးပါးအပြင်အလေပိုင်းအထိအနာဆက်ရောက်ရှိလာနေတဲ့အာခတ်တတော်အေရဲ့စစ်ဦးစီးချုပ်အကိုဖြစ်သူသတင်းမီဒီယာတွေကိုတရားစွဲဆိုဖို့လိုအပ်လာပြီလို့ပြောဆိုလိုက်ပါတယ်။ ရခိုင်အပါဝင်တခြားဒေသတွေက A ရဲ့စစ်ရေးအုပ်ချုပ်ရေးနဲ့လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်သတင်းတွေတင်တဲ့သတင်းဌာနတွေကိုတရားစွဲဆိုမဲ့အစီအစဉ်တစ်ခုလိုအပ်လာတယ်လို့ A ဘုံမုံထွန်းမင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ဂျွန်လာ၁၂ရက်နေ့ကရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ A ရဲ့ထိပ်ပိုင်းအရာရှိကသတင်းဌာနတွေသတင်းတင်မယ်ဆိုရင်သတင်းအတိအကျရမှတင်တာကောင်းမယ်။မတိမကျနဲ့အကြရသလောက်ကိုရန်တမ်းပြီးတင်ရင်မြေပြင်မှာ နဖူးကရွှေချေမကြောင်း free လုပ်ပေးနေတဲ့လူတွေအတွက်အဆင်ပြေမနေဘူးတည်င်းဌာနတွေတည်င်းအမှားတွေတင်ရင်တရားစွဲတဲ့အစီအစဉ်တစ်ခုလည်းလိုအပ်လာပြီလို့ရေးသားပြောဆိုထားတာပါဘုံမုံထွေးမင်းနိုင်ငံကတည်င်းဌာနတွေကိုတိုက်ခိုက်ပြောဆိုမှုတွေလည်းပြုလုပ်ထားတာတွေ့ရပါတယ်တည်င်းအမှားတွေအလွှဲတွေတင်နေတဲ့တည်င်းဌာနတွေကိုသွားပြီးမချင်းချောက်ကြပါနဲ့ချင်းချောက်လိုက်ရင်အဲ့ဒီစာကိုယူပြီးသူ့အဖေတွေကိုသွားပြပြီးလုံခြုံရေးမကောင်းပါဘူးမြန်မာနိုင်ငံကိုပြန်ဖို့မဖြစ်နိုင်ပါဘူး ရခိုင်မှာဆက်နေဖို့အတတ်မလုံးရှုံဘူးဆိုပြီးဒုက္ခတဲ့အဖြစ်ခလုံးဝင်တောင်းဖို့လမ်းစရောက်သွားလိမ့်မယ်လူပါဝရလို့အေအစ်စ်ဦးစု၆ရဲ့အကိုဖြစ်သူကပြောဆိုထားတာတွေ့ရပါတယ်အေအရာရှိရဲ့ရေတာပြောဆိုမှုနဲ့ပေါ်ရခိုင်တည်င်းသမားတွေကမနှိမ့်မြို့တလို့ဝေဖန်ပြောဆိုမှုနဲ့ပြုလုပ်နေကြရလဲတွေ့ရပါတယ်နောက်ဆုံးပြပတည်င်းကတော့မိဆက်တင်မှုန်းလိုက်တဲ့ X-ray အပေါ်အီရန်ကပြင်းပြင်းထန်ထန်လက်တုံးပြင်မယ်လို့ပြောလိုက်တဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ခြင်းပါတယ် အစ္စရေးကသူတို့လုံခြုံရေးကိုချိန်ချောက်နေရဆိုပြီးဒီနေ့မနေ့အစောပိုင်းမှာအီရန်နိုင်ငံရဲ့နျူကလ িয়ার ပစ်မှတ်နေရာတွေကိုလေတက်ဂျက်လီယင်ဒါရှင်ပေါင်းများစွာနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။ဒီအချိန်မှာပဲအရှိတ်အလေပိုင်းစစ်ပွဲကြီးဖြစ်လာတော့မလားဆိုပြီးကမ္ဘာလူလူစိုးရင်ပူပင်သွားကြပါတယ်။တိုက်ခိုက်ခံရအပြီးနိုင်ပိုင်းအတွင်းမှာပဲနျူကလ িয়ার ပိုင်ဆိုင်ထားတဲ့အီရန်ဘက်ကလည်းပြင်းပြင်းထန်ထန်လက်တုံးပြန်မှုတွေလှုပ်ဆောင်သွားမယ်လို့သတိပေးလိုက်ပါတယ်။ ။ Israel ရဲ့ Rising Lion လို့အမည်ရတဲ့စစ်စင်ရေးမှာအမေရိကန်ကမပါဝင်ဘူးလို့ညင်းပေမဲ့ Iran စစ်ဘက်ပြောခွင့်ရသူတဦးကတော့နှစ်နိုင်ငံလုံးအနေနဲ့ကြီးလျက်တန်ဖိုးကိုပစ်ဆက်ရလိမ့်မယ်လို့ပြောပါတယ်။ Iran ရဲ့အမြင့်ဆုံးကောင်းဆောင် Ayatollah Ali Khamenei ကလည်း Israel ဟာသူ့အတွက်ဆိုးဝါးပြီးနာကျင်စရာကံကြမ္မာကိုကိုယ်တိုင်ဖန်တီးလိုက်တာဖြစ်တယ်လို့တိုက်ခိုက်ခံရမှုအပြီးပြောပါတယ်။အီရန်ဘက်ကအမေရိကန်ခွင့်ပြုချက်မပေးဘဲအစ္စရေးကလုံးဝမဟုတ်တဲ့အတွက် ဒီကိစ္စမှာတာဝန်ရှိလိမ့်မယ်လို့အီရန်နိုင်ငံရဲ့ဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ပါတယ်။အစ္စရေးဝန်ကြီးရှော့နေတန်ယာဟုကအီရန်ရဲ့နျူကလ িয়ার တန့်စင်မှုနဲ့နျူကလ িয়ার ထုတ်လုပ်မှုတွေအပေါ်တားဆီးနိုင်ဖို့အဓိကပြတ်မှတ်ထားခဲ့ရဖြစ်ပြီးအီရန်ရဲ့ချိန်ချောက်မှုတွေကိုဖိရှားဖို့ရပ်ပောင်းများစွာဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကတော့အရှေ့အလယ်ပိုင်းမှာဘလို့စစ်အတင်းမှမှုမျိုးကိုမဆိုရှုံးချတဲ့အကြောင်းနှစ်ဖက်စလုံးအနေနဲ့အတက်နိုင်ဆုံးထိန်းထိန်းတိန်တိန်လှုပ်ဆောင်ပြီး ပုံမဆိုးရတဲ့ပဋိပက္ခအထဲကိုရောက်ရှိမသွားအောင်ရှောင်ချားကြဖို့တောင်းဆိုလိုက်ပါတယ်။ MPA ရဲ့တနစ်တာထွေးကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။